အားလုံးမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကသားကြမဲ့ Europa League ပွဲကောင်းတွေကို preview လုပ်မှာဖြစ်ပါတယ်မနေ့ကကျွန်တော်တို့ The Two ရဲ့ရောင်းပွဲကြားတယ်ကျွန်တော်ရဲ့မာမာတွေလည်းကြားတယ်ဆိုတော့နေရာဆုံးမှာကျွန်တော်တို့မနေ့ကအနုတ်100 100 100နဲ့အနုတ်300တောင်ဖြစ်ခဲ့တယ်ဒီနေ့ညမှာလည်း The Two ကရောင်းပွဲထပ်ထွက်မယ်မနေ့ကဝယ်ထားတဲ့ဂျီကိုတွေကိုကျွန်တော်တို့ဒီနေ့ညမှာခါမဲ့ပြန်ပေးမှာဖြစ်ပါတယ်ဆွေးနွေးတဲ့သူတွေအောက်ကကောမန့်မှာပါကြတွေပေးထားပါတယ်သွားရောက်ဆက်သွယ်နိုင်ပါတယ် ဘလုံးဝဲတွေကိုနေရာကြကြကစားကြတဲ့ဂျီကိုတွေကိုကြီးကျော်အဘက်ခွန်6နဲ့တောင်ဆက်သွင်းနိုင်ပါတယ်ပေါင်ကုံကကိုခွန်ခွန်3က1နဲ့6တက်ဖြစ်ပါတယ်ဗျာကြားသလောက်တဲ့ကြိုက်သလောက်ထုတ်ပါကိုလူတွေတာဝန်ယူပေးရမှာကနိုင်အောင်ကစားဖို့ပဲဖြစ်ပါတယ်တို့မှာစီမင်းစီကနေရှိပါလိမ့်မယ်ဗျာမေးပါမြန်ပါကိုနဲ့ကိုက်ညီမှုရှိတယ်ဆိုမှဝေသွင်းွေထုတ်တဲ့အဆင့်ကိုသွားပါဒီနေ့ညမှာယူရိုပါလိဂျောယူရိုပါကွန်ဖရင့်လိဂျောပေါလာရဲ့ဘောလုံးပွဲပေါင်းစုပေါင်းပွဲ30ကြော်ရှိတယ်။ဆိုတော့ဒီလိုညတွေကကျွန်တော်တို့ကိုရွေးချယ်ရတာခေါင်းချောက်စေတယ် ဒီလိုညနေမှာကိုလူတွေနဲ့တတိထားဖို့လည်းအကြံပြုတယ်။ဘာကြောင့်လဲဆိုတော့ဘောလုံးပွဲတွေများတဲ့အခါကျွန်တော်တို့ရွေးချယ်တဲ့အပိုင်းမှာဟိုရောက်ဒီရောက်နဲ့ဟိုတိတိကျကျရွေးနိုင်တာမျိုးမရှိဘူး။ဒီပွဲကိုကြည့်လိုက်တဲ့အခါဟိုပွဲကကောင်းတဲ့ရောက်လာတယ်။ဟိုပွဲလေးကောင်းတယ်လို့ဒီပွဲလေးကောင်းတယ်လို့လည်းဟိုအဲ့လိုဒလိုလိုတွေများတာကအခုလိုမျိုးပွဲများတဲ့ညတွေမှာပဲ။ဆိုတော့ကျွန်တော်ကဒီဗီဒီယိုမှာဒီ Europa League မှာကစားကြမဲ့အသင်းတွေရဲ့ဒီ Ranking တူတဲ့အသင်းတွေ၊ကျွေးဝင်ရတူတဲ့အသင်းတွေကိုနည်း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 ခွဲပြီးတော့ပွားမယ်ဗျာ။ အရင်ဆုံးကျွန်တော်တို့ဒီဝမ်ပေါင်း90ဝင်ရိုးပေါ့ဝမ်ပေါင်း90ဘောလုံးညာသင်းကနေ fry back ကိုပေးထားတဲ့ဝမ်ပေါင်း90ရဲ့ set တက်ကနေ sporting bra ကိုပေးထားတဲ့ဝမ်ပေါင်း90ရဲ့အဲ့ဒီနှစ်ပွဲကိုကျွန်တော်တို့အရင်ချင်းကတ်ကြည့်အောင်ဘောလုံးညာသင်းဒီအဆင့်44နေရာမှာရှိတယ် fry back ကအဆင့်64မှာရှိတယ်ဒီနှစ်သင်းကမှာအဆင့်20กว่า set တက်ဒီအဆင့်50ကွန်ရှိတယ် sporting bra ကအဆင့်80ကွန်ရှိတယ်ဒီနှစ်သင်းကမှာအဆင့်20กว่าဟာမှုရှိတယ်ဆိုတော့ဒီ2020ဒီအဆင့်20ဒီကွတ်တီกว่าတဲ့အသင်းတွေ ပြီးတော့တဲ့ body jet တွေကိုကြည့်တော့လေဘလော့နာတင်းကနေ front back ကို body jet 190ပေးတယ်ကိုပေါင်းကြီးကတော့260ပေးတယ်စက်တက်ကလည်း body jet 190ပဲကွတ်တီပေးတယ်ကိုပေါင်းကြီးတော့သူက390ပေးတယ်ဆိုတော့နှစ်ပွဲလုံးမှာတော့ကျွန်တော်က go out တွေကြိုက်တာဖြစ်တဲ့အတွက်ကိုပေါင်းကြီးတွေတော့ကျွန်တော်ထက်မပြောတော့ဘူးအဲ့တော့ဘလော့နာကနေ front back ကိုပေးတဲ့190ရယ်စက်တက်ကနေပြီး sporting braga ကိုပေးတဲ့190ကွာရှာတဲ့အဆင့်ကလည်းအတူတူပဲပေးထားတဲ့အဆင့်ကလည်းအတူတူပဲဆိုတော့စဉ်းစားရတာတော့နည်းနည်းလေးကြက်တယ် ဒီနေရာမှာကျွန်တော်ကသူတို့တရဲ့ဒီ lead တွေကိုကျွန်တော်ခွဲထုတ်လိုက်တယ်ဘလော့တန်ဒီ CDA lead private တွေဂျာမန်ပေါ်တက်တွေကဆိုတော့ CDA ကနေပြီးဂျာမန်ပေါ်တက်တွေကကိုပေးထားတဲ့1ပေါင်90ကပြင်သလားဒါမှမဟုတ် Celtic Scotland League ကနေ Sporting Braga Portuguese lead ကိုလှန်ချင်းအနေနဲ့ပေးထားတဲ့1ပေါင်90ကပြင်သလားဆိုပြီးအဲ့လိုမျိုးရှင်းပြီးကြည့်လိုက်တော့ Celtic ကနေပြီးတော့ Braga ကိုပေးထားတဲ့ဂျေးကိုကျွန်တော်ကပိုကြိုက်တယ် ဆိုတော့ဒီနှစ်ပွဲမှာကျွန်တော်က set တင်ပေါ်တွေကြိုက်ပြီးတော့ဘောလုံးညာနဲ့ front back ပွဲမှာ front back တင်ပေါ်တွေကြိုက်တယ်နှစ်ပွဲလုံးတော့ကျွန်တော် goal out ပဲကြိုက်တယ်နောက်ထပ်1မောင်60နှစ်ပွဲက Victoria Pezan ကနေ memo ကိုပေးထားတဲ့1မောင်60ရဲ့ Stuttgart အဝေးပွဲကနေ FC Basel ကိုဝမ်ပေးထားတဲ့1မောင်60ရဲ့အဲ့ဒီနှစ်ပွဲကိုကျွန်တော်သွားရှင်ကြည့်တယ်ဆိုတော့အသင်းတွေရဲ့ ranking နေထားကြဒီည1မောင်60ထဲမှာ Victoria Pezan ရဲ့1မောင်60ဟာပြင်းချတော့မယ်ဆိုတော့ Victoria Pezan အသင်းပေါ်တွေကိုကျွန်တော်ကြိုက်တယ် စတုကတ်နဲ့ဘာဆယ်ပွဲမှာကြတော့စတုကတ်ရဲ့ဒီဝေဘကနေပေးထားတဲ့ဝမ်ပေါင်း90ကိုကျွန်တော်ကတန်တဲ့ရှိတယ်ဗျာစတုကတ်ကအတင်းကြီးတော့မဟုတ်ပါဘူးဒါပေမဲ့လီစစ်တန်ရစတုကတ်နဲ့ဘာဆယ်ကြားမှာအဆင့်ကွာဟမှုက166အထိရှိတယ်ဗျာဒီနေ့ညမှာဒီစတုကတ်နဲ့ဘာဆယ်ကြားအဆင့်ကွာသလိုမျိုးကွာတဲ့နောက်ထပ်တွဲဆိုင်တစ်ဆိုင်ရှိတယ်အဲ့ဒါကလိုင်ယွန်နဲ့အာဘီဆက်ဘက်ကစားမဲ့ပွဲလိုင်ယွန်တင်းဒီစတုကတ်နဲ့ရန်ကင်အပေါ်အော့ဖြစ်တယ်လို့အာဘီဆက်ဘက်ကလည်း FC ဘာဆယ်နဲ့ရန်ကင်အပေါ်အော့ဗျာ ဆိုတော့နိုင်ယောင်ကသူ့ရဲ့အင်ကွဲမှာအဘိဆက်ဘက်ကိုဝမ်မောင်30ဘော်ဒီချစ်ပေးတယ်ဝမ်မောင်30ဘော်ဒီချစ်ပေးတယ်ဆိုရင်ကျန်တာဒီခဏပေးထားလိုက်ဝေဖန်ကြခြင်းသူဝမ်မောင်50ကနေဝမ်မောင်60ဝမ်မောင်80စသည်အဖြစ်ပေးမယ်ဆိုတော့စတုကတ်ရဲ့ဒီနေ့ညအဲ့ဒီဝမ်မောင်60ဆိုတာကြီးကပြော့တယ်လို့ကျွန်တော်ကယူဆတယ်ဆိုတော့ဒီစတုကတ်နဲ့ဘာဆယ်ပွဲမှာတော့ကျွန်တော်ကအင်ရှင်ဘာဆယ်အသင်းဘော်ဒီကျွန်တော်ကြိုက်တယ် ဆိုတော့ဒီညရဲ့ဝမ်ပေါင်း90စုပေါင်း၄ပွဲဘောလုံးတောင်နဲ့ဖရိုက်ဘက်ပွဲမှာကျွန်တော်ကဖရိုက်ဘက်အသင်းပေါ်လေးကြိုက်တယ်ဆက်တက်နဲ့စပိုတင်ဘရာဂါပွဲမှာဆက်တက်အသင်းပေါ်လေးကြိုက်တယ်ပယ်ဆန်ကနေမေမိုကိုပေးထားတဲ့ဝမ်ပေါင်း90မှာပယ်ဆန်အသင်းပေါ်လေးကြိုက်ပြီးတော့စတုဂတ်ဝေဘန်ကနေဘာဆယ်ကိုပေးထားတဲ့ဝမ်ပေါင်း90မှာအင်ရှင်ဘာဆယ်အသင်းပေါ်လေးကြိုက်တယ်အဲ့ဒီဝမ်ပေါင်း90ထဲမှာကျွန်တော်ကြိုက်တဲ့နှစ်ပွဲဆက်တက်ဘော်ဒီရဲ့ပယ်ဆန်ဘော်ဒီရဲ့အဲ့ဒီအသင်းကိုထပ်ပြီးတော့နှိုင်းချလိုက်ရင်တော့ဗီတိုရီယာပယ်ဆန်အသင်းပေါ်လေးကိုကျွန်တော်ကပိုကြိုက်တယ် လိုင်ယွန်နဲ့အာဗီဆယ်ဖက်တို့ကစားကြမဲ့ပွဲမှာတော့ကျွန်တော်ကလိုင်ယွန်အသင်းပေါ်ကြီးကြိုက်တယ်လိုင်ယွန်အသင်းမှာသူ့အိမ်ကနေ1ပေါင်30ပေးထားတယ်5ပေါင်ကြီး3ပေါင်30ပေးထားတယ်အဲ့ဒီပွဲမှာလိုင်ယွန်အသင်းပေါ်ကြီးကိုကြိုက်တယ်လိုင်ယွန်အသင်းဟာသူနဲ့အဆင့်150လောက်กว่าတဲ့အာဗီဆယ်ဖက်ကိုအိမ်ပွဲမှာ1ပေါင်30ဒါဆိုဝဲဝဲရရင်1ပေါင်50ဝင်ရိုးပေးမယ်1ပေါင်50ကနေ1ပေါင်80ဆိုပြီးမြန်မာကြီးနဲ့သူထွက်လိုင်ယွန်တော်မှအာဗီဆယ်ဖက်ကိုအဝေးဘက်မှာ1.80အထိပေးမယ်ဆိုရင်ရီယယ်ဘက်တရဲ့ဒီနေ့ညလူဒိုကိုရက်စ်ကိုပေးထားတဲ့ဂျီ ဘက်တက်နဲ့လူဒိုကိုရက်စ်ကြားမှာအဆင့်230ကျော်ပါတယ်။ဆိုတော့ဘက်တက်ဒီနေ့ညမှာလူဒိုကိုရက်စ်ကိုတေချာပေါအနိုင်ရဖို့တေချာတယ်ဆိုရင်ဒီဝမောင်း50တက်ပို့ပြီးတော့ပြင်းချတဲ့ဂျီမျိုးပေးတဲ့လို့ကျွန်တော်ယူဆတယ်။ဘက်တက်နဲ့လူဒိုကိုရက်စ်ပွဲမှာလူဒိုကိုရက်စ်အသင်းရဲ့ body ကိုကျွန်တော်ကြိုက်တယ်။နောက်ထပ်တစ်ပွဲကရိုမာနဲ့လိုင်လီတို့ကစားကြမယ့်ပွဲရိုမာတွေအဆင့်20မှာရှိပြီးတော့လိုင်လီကအဆင့်36မှာရှိတယ်။ဒီနေ့သင်းကြမှာ ranking 16ဆင့်အထိကွာပါတယ်။ရိုမာတွေပထမပွဲမှာ လိုင်လီတက်ပို့ပြီးတော့အစ်စ်နေတဲ့နစ်အသင်းကိုအဝေးဘက်မှာတရေနှုတ်90ပေးခဲ့ပြီးတော့1 2နဲ့သူဘော်ဒီဂျေးအပြည့်အောင်ခဲ့နစ်အသင်းကိုအဝေးဘက်မှာရိုမာကတရေနှုတ်90ပေးတဲ့ဆိုရင်သူအိမ်ကွင်းကြရင်1 90တော့သူပေးရပါမယ်ဒီ round 2မှာကျတော့ရိုမာတွေထူးထူးခြားခြားအဲ့ဒီပြင်သစ်ကလပ်လိုင်လီနဲ့ပဲသူထပ်တွေ့တယ်လိုင်လီတွေနစ်တက်ပို့ပြီးတော့အစ်စ်ပြတဲ့အတွက်ဒီနေ့ညမှာရိုမာတွေသူအိမ်ကွင်းမှာလိုင်လီတွေကို1 90 1 80ပေးမယ်ဆိုပေးလို့ရတယ် ဒါပေမဲ့ဒီနေ့ညမှာရိုမာကအဲ့ဒီဝမ်ပေါင်း80ဝမ်ပေါင်း80မျိုးမဟုတ်ဘဲနဲ့ဝမ်အပေါင်း40ဆိုပြီးတော့ပိုပြီးပြင်းချတဲ့ဂျေးနဲ့ပေးလာတယ်ဒီညမှာကျွန်တော်ရိုမာတင်ဘော်ဒီကြိုက်တယ်နောက်ထပ်တစ်ပွဲကပေါ်တိုနဲ့ကာဗီနာဆော်ဖာတာကစားကြမယ်ပွဲပေါ်တိုတင်းဒီအဆင့်38မှာရှိပြီးတော့ကာဗီနာက69မှာရှိတယ်ဒီနေ့ညမှာစုပေါင်း29ဆင့်กว่าတယ်ဗျဒီပွဲမှာပေါ်တိုတင်းက 1D 3D ဆိုတဲ့ဂျေးပေးထားဒီ 1D 3D ဆိုတော့ပေါ်တိုနဲ့ကာဗီနာဆော်ဖာတာပွဲမှာတော့ပေါ်တိုအသင်းဘော်ဒီလည်းကြိုက်တယ်ဂိုးပေါင်းအပေါ်လည်းကြိုက်တယ် ောက်ထပ်နှစ်ပွဲကဒီနေ့ညမှာဒဲဝင်ရိုးနဲ့ဖွင့်လာတဲ့နှစ်ပွဲပြပထမနှစ်ပွဲတည်း FC SB နဲ့ရန်ပွိုင်းတို့ကစားကြမယ်ပွဲဘော်ဒီချိတ်တီဒဲပဲပြိုက်တဲ့ဘက်ကနေ DJ ပဲပြန်ခွာမယ်ကိုပေါင်းကြည့်ကြတော့နှစ်နှုတ်တရာဝင်ရိုးကနေ3ပေါင်း80ဆိုပြီးတော့ပေးလာတယ်ဒီနှစ်သင်းမှာ ranking ပုံမျက်နှာကဧည့်သည်ရန်ပွိုင်းအသင်းပြသူနဲ့ဒီ FC SB ကြားမှာ39လောက်ပါကျွန်တော်ကဒီပွဲမှာ goal out တစ်ကြောင်းပဲကျွန်တော်ကြိုက်တယ် နောက်ထပ်ဒဲဝင်ယိုးနဲ့ဖွင့်လာတဲ့တပွဲကမကာဗီတက်အဗစ်နဲ့ဒိုင်နမိုဇာဂရက်တို့ကစားကြမယ်ပွဲဒီပွဲမှာဒိုင်နမိုဇာဂရက်ကမကာဗီတက်အဗစ်ထက်ပိုပြီးတော့ ranking ပိုမြင့်နေ31လောက်ပါတယ်ဒီပွဲမှာတော့ body jade ဒီဒဲဂျေးပဲမြန်မာဂျေးနဲ့တိတိကျကျပြောမယ်ဆိုရင်တော့ဧည့်သည်အသင်းကနေတရေအနှုတ်15လောက်ပေးထားတယ်ဂိုးပေါင်းဂျေးက380ဒီပွဲမှာတော့ကျွန်တော်ဂိုးပေါင်းအပေါ်တစ်ချောင်းပဲကြိုက်ပါတယ်ဗျာ Nottingham Forest နဲ့ Michelin ကစားမယ့်ပွဲမှာ Asian Nottingham Forest အသင်းကနေ body jade အနှုတ်45ပေးလာတယ်ဂိုးပေါင်းဂျေးက3အနှုတ်25ပေးလာတယ် ဒီဘက်မှာနံပါတ်1အနေနဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာပြီးတော့ဒီ Northern Forest ကနေ Michelin ကိုပေးထားတဲ့ဒီတက်နှုတ်90ဆိုတဲ့ကြေးခါတော်တော်လေးပြင်းတယ်ဗျာဒါပေမဲ့ဒီ Northern Forest ခါကြေးပြင်းရင်ယုံကြည်လို့ရတဲ့အသေးနဲ့မှမပေါဘူး body မှာကျွန်တော် Michelin body ပဲကျွန်တော်ကြိုက်တယ်နောက်ထပ်တစ်ပွဲက Strong Crest နဲ့ Ranger တို့ကစားကြမဲ့ပွဲဒီပွဲမှာ Ancient Strong Crest အသင်းကနေတရည်အနှုတ်55ပေးထားတယ်ဂိုးပေါင်းကြေးက3ပေါင်း90ပေးထားတယ်ဒီပွဲမှာ အဲ့တဲ့ Ranger အသင်း body ပဲကျွန်တော်ကြိုက်တယ်ပြောဘောပေါင်းမှာလဲကျွန်တော်350ဝင်ရုပ်ဆိုပေမဲ့ goal out ပဲကျွန်တော်ကြိုက်တယ်ဆိုတော့ strong grass နဲ့ Ranger ပွဲမှာကျွန်တော်ရွေးချယ်မှုတွေအောက်ဆုံးဖြစ်ပါတယ်ဗျဆုံးထိလဲနောက်ထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးအများဆုံးအေးကြပါစေအတ္တမတရားနဲ့မြန်မြန်ကျဆုံးပါစေခင်ဗျာ